စစ်ကောင်းဆောင်များအတွက်ဒေါအောင်ဆန်းစုကြည်မွေးနေ့ကိမ့်မုံတလုံးမြမစစ်တပ်၏ဝါရဖြန့်လန်းချောင်းများဖြစ်သည့် Telegram Channel များတွင်ဇွန်လ19ရက်နေ့၌ကြရောက်သောအကျဉ်းဆန်ဒီမိုကရေစီကောင်းဆောင်ဒေါအောင်ဆန်းစုကြည်80နှစ်မြောက်မွေးနေ့ကိုအမတ်တရပြုလုပ်ရန် ပန်းတပိတ်နှင့်အပြာရောင်အင်ကြီးဝစ်စံမှုများအားစောင့်ကြည့်ဖန်ဆီးရန်လှုံ့ဆော်ကြသည် ထို့သူဆိုရှယ်မီဒီယာတွင်လှုံ့ဆော်ခြင်းသည်စစ်အာဏာသိမ်းပြီးကတည်းကအကျဉ်းချခံထားရတော့လေလူမှုထောက်ခံမှုကြဲကြဲပြန့်ပြန့်ရရှိနေသူဒေါ်အောင်ဆန်းစုကြည်ကိုစစ်ဗိုလ်ချုပ်များကကြောက်ရွံ့နေကြဆဲဖြစ်ကြောင်းဖော်ပြချက်ဖြစ်သည်ဟုလူအများကယုံကြည်ကြသည်အသက်80အရွယ်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်သည်1989ခုနှစ်မှစတင်ရေးတွက်လင်ယခုအခါသူသည် စတုထမြောက်အကျဉ်းအကျဉ်းချခံနေရသည် သူ၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရကိုဖြုတ်ချခဲ့သည့်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းထိန်းသိမ်းခံခဲ့ရသည်စစ်ကောင်စီက သူညင်းဆိုထားသည့်မတရားဆွဲချက်များဖြင့်ထောင်ဒဏ်28နှစ်ချမှတ်ခဲ့ပြီးနောက်ပိုင်းတွင် သူအားမိသားစုနှင့်ရှေ့နေအဖွဲ့တို့နှင့်မတွေ့ဆုံရန်တားမြစ်ထားသည်ဂျွန်ဆန်စုကြည်အပေါ်စစ်ကောင်းဆောင်များထားရှိနေစေဖြစ်သည့်စုကြည်ဖိုဘီယာ ြောက်ရွံ့သောသဘောထားသည်အထူးဆန်းတော့မဟုတ်ခဲ့ပေ။ယခင်စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးတန်းရွှေခေတ်1994ခုနှစ်တွင် ဖြစ်ပွားခဲ့သောစစ်ဌာနချုပ်၌တုံလုံချောက်ချားစေသည့်ဒေါအောင်ဆန်းစုကြည်မွေးနေ့ကိမ့်မုံတလုံး၏ဖြစ်ရက်က အမှတ်ရစရာဖြစ်သည်။သူအချင်းကဒေါအောင်ဆန်းစုကြည်သည်ရန်ကုန်ရှိအင်းရကံပေးနေအိမ်တွင် ထမအကြိမ်နေ အကျေကျုပ်ချခံနေရပြီးအသက်၄၉နှစ်မြောက်မွေးနေ့အတွက်ကိမ့်မုံငယ်တလုံးကိုဖုတ်ပြီးကာကွယ်ရေးဝင်ကြီးဌာန၏စစ်ထောက်လှမ်းရေး MI ရုံးသို့ပေးပို့ခဲ့သည်ပုံမှန်အဖြစ်မွေးနေ့ကိစ္စသည်မှာကိတ်တလုံးသာဖြစ်သည် သို့သောစနေရတီချင်းချန်တဲ့လမ်းလျှောက်ခြင်းစာဖတ်ခြင်းမှသည် ခမွန်တဲ့မိုက်ကယ်အရစ်မှပြပိုးသောအီရိုဘစ်ဗီဒီယိုနှင့်အခြားပစ္စည်းများအထိထောင်းဆန်းစုကြည်အပြုမှုအားလုံးကိုစင်စက်မပြတ်စောင့်ကြည့်နေသော MI ဌာနအတွင်မှကိတ်တလုံးရောက်လာခြင်းသည်မဟာမဟာအရေးတကြီးကိစ္စဖြစ်သည်ဒါမှမဟုတ်တော့အဆိုပါဂိတ်မုံတွင်အကျဉ်းချထားသူအားလုံးကိုအမြန်ဆုံးလှုပ်ပေးပါဟုရေးသားထားသည်ကလည်းပါဝင်ခဲ့သည် ထိုစာသားကြောင့်စစ်ကောင်းဆောင်များအကြတုံ့လှုပ်သွားခဲ့ကြသည်ထိုချိန်က NLD ပါတီကောင်းဆောင်များဖြစ်သောဦးတင်ဦးဦးကြည်မောင်ဥဝင်းတင်တဲ့အတူစာရေးဆရာများတရင်တော်များ အနုပညာရှင်များဖုံတော်ကြီးများចောင်းသားများနဲ့ဒီမိုကရေစီကိုတောင်းဆိုသူပြည်သူများအများအပြားကိုစစ်တပ်ကဖမ်းဆီးထားခဲ့သည် ထိုသူများအနက်တချို့မှာထံအတွင်နှိပ်စက်ခံရခြင်းစေကူတာမှုပေးခြင်းမရှိခြင်းတို့ကြောင့်ပေးဆုံးသွားခဲ့ကြသည် ထို့အချိန်ဒေါအောင်ဆန်းစုကြည်အားစောင့်ကြည့်ရန်တာဝန်ရှိသည့် MI ဒုဗိုလ်မှူးကြီးတန်ထွန်းသည်ကိမ့်မုံကို ထိတ်တဲ့ MI ကောင်းဆောင်များထံယူဆောင်သွားကြောင်းထောက်လန်းရေးဟောင်းဘူမူဝင်းနိုင်တောင်းရေးသားသောအထိတ်ကိုတူဖော်ခြင်းစာအုပ်၌ဖော်ပြထားသည်ထိုမှတ်တမ်းတွင်ကိမုံအားမြေသူလက်ခံစစ်ဆေးခဲ့ကြောင်းတိတိကျကျမဖော်ပြထားခဲ့တော့လေထိုကာလကထိတ်တန်းကောင်းဆောင်များဖြစ်သော ဘူဂျုံမူကြီးတန်းရွှေနှင့်ဘူဂျုံကြီးခင်ညွန့်တို့ပါဝင်ကြောင်းခန့်မှန်းနိုင်ပါသည်ဘူမူဝင်းနိုင်တောင်းသည်သူအချင်းကစစ်ဌာနချုပ်တွင်မရှိကြောင်းနှစ်လအကြာမှရောက်သွားသောအခါစီနီယာဝန်ထမ်းများကထိုအဖြစ်အပျက်ကို ပြန်လည်ပြောပြကြောင်းရေးသားထားသည်ထိုဝန်ထမ်းများကကိမုံကိုထိတ်တန်းကောင်းဆောင်များအားပြပြီးနောက်အောက်ထပ်သူပြန်ဆင်းလာကဝန်ထမ်းများအကြာဝေမျှပြီးစားသုံးခဲ့ကြသည်အလွန်အရသာရှိခဲ့သည်ဟုပြောကြားခဲ့ကြကြောင်းဖော်ပြထားသည် ဇာလန်၏အစီရင်ခံစာများကို ခွဲခြမ်းစိတ်ဖြာပြီးအထက်အရာရှိများထံအချိန်နှင့်တပြေးညီသတင်းပေးပို့ရန်တာဝန်ရှိသောဗိုလ်မှူးဝန်ထမ်းတောင်းကတင်းငယ်တော်လဲတမိုင်းဝင်သည့်ကိမုံကိုမြည်ဆန်းခွင့်လက်လွတ်သွားကြောင်းရေးသားခဲ့ပူပါသည်အခုနားဆင်ခဲ့ရတဲ့စစ်ကောင်းဆောင်များအတွက်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကိမုံတလုံးဆိုတဲ့ဆောင်းပါးကိုမောင်ကိုကြီးကရေးသားထားပြီး2025ခုနှစ်ဇွန်လ19ရက်နေ့မှာ The Airy Bamis Edition မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်ရှင်။နားဆင်ကြတဲ့သူများရှင်လန်းအပန်းပြေကျမ်းမာကြပါစေရှင်။ကျမကတော့ ND ပါ။